။လောကမှာပျက်စီးခြင်းတွေအမျိုးမျိုးရှိကြတယ်။အဲ့ဒီပျက်စီးခြင်းအမျိုးမျိုးကဘာတွေလဲ။ဘာကြောင့်ပျက်စီးချရတာလဲ။မပျက်စီးအောင်ဘယ်လိုထိန်းချုပ်ရမလဲ။အတွေ့မှာအယူအဆမှားတွေကကိုယ့်ရဲ့အသိအမြင်တွေကိုယ့်ရဲ့စိတ်တွေကိုပျက်စီးသွားစေတတ်တယ်။ဒါကြောင့်အတွေ့တွေကိုတတိနဲ့ထိန်းချုပ်ပါ။တတိလက်လွတ်တောင်းစင်ရေမရလျှောက်မတွေးပါနဲ့ သတိနဲ့ပညာမပါတဲ့အတွေးတွေဟာကိုယ့်ကိုယ်ကိုစိတ်ဆင်းရဲမှု စိတ်ပူပန်မှုတွေကိုဖြစ်ပေါ်နေစေလိမ့်မယ်အစာမှအတောင်မှအနေမှတွေကဖြားတာနာတာယောဂါတွေရပြီးတော့ခန္ဓာကိုယ်ကျန်းမာရေးကိုပျက်စီးသွားစေနိုင်တယ်ဒါကြောင့်သွားတာလာတာစားတာတောက်တာနေတာထိုင်တာတွေကိုလည်းအတိတတိနဲ့ထိန်းကျောင်းပါအတိမဲ့စားခြင်းအရာတွေရှောက်မစားပါနဲ့ တောက်ချင်ရာတွေရှောက်မတောက်ပါနဲ့အတိမဲ့နေခြင်းတလို့တွေမနေပါနဲ့အတိမပါတဲ့စားတောက်နေထိုင်မှုတွေဟာခန္ဓာကိုယ်ရဲ့ကျန်းမာရေးကိုသိုးသိုးဝါဝါထိခိုက်ပျက်စီးစေလိမ့်မယ်လောကမှာအပျော်မှားအဆိုးမှားအလုံမှားတွေကကိုယ့်ရဲ့သိခါတရားတွေကိုပျက်စီးပြီးတော့ကိုယ့်တန်ဖိုးတွေကိုကြာရှုံးသွားစေတတ်တယ်ဒါကြောင့်ပြောတာဆိုတာ နေတာထိုင်တာလှုပ်တာကြိုင်တာတွေကိုလည်းအတိတတိလေးနဲ့ထိန်းချောင်းပါအတိမဲ့တတိမဲ့ပညာမဲ့ပြီးတော့ပြောချင်ရည်ပြော အတင်းပြောအဖြင်းပြောဂုံပြော လိန်ပြောဆဲပြောဆူပြောတွေမလုပ်ပါနဲ့ပြောချင်တဲ့လူတွေပြောမယ်ပြောချင်ရည်ပြောမယ်ဆိုပြီးတော့အတိနဲ့တတိပညာမပါတဲ့ပြောဆိုမှုတွေဟာကိုယ့်ရဲ့သိက္ခာတရားတွေကိုဆူဆူဝါဝါကြာရှုံးပျက်စီးသွားစေလိမ့်မယ် ကိုယ့်ရဲ့တဏှိတာအချိန်တွေကိုဖြုံးပစ်ခြင်းအချိန်တွေကိုမှန်ကန်စွာ အသုံးမချနိုင်ခြင်းကကိုယ့်ရဲ့ဘဝကိုဆိုးဆိုးရွာရွာကြာရှုံးပျက်စီးစေတတ်တယ်။ဒါကြောင့်အချိန်တွေကိုတန်ဖိုးရှိရှိအသုံးချပါအချိန်တွေကိုတန်ဖိုးရှိရှိအသုံးမချနိုင်ဘဲနဲ့ဖုံးဖို့ဂိမ်းဆော့ပျော်ပါအိစာကာမတွေနဲ့အချိန်တွေဖြုံးမပစ်ပါနဲ့အိစာကာမဂုံအပျော်ပါတွေနဲ့ အချိန်တွေကိုဖြုံးပြင်နေကြမယ်ဆိုရင်ကိုယ့်ရဲ့ဘဝဟာဆူဆူရွာရွာကြာရှုံးပျက်စီးသွားလိမ့်မယ်။စာပေမှာကာလောဂါတိတိဘူတနာမောဂကာလနာခိပိယေတရဝါတွေကို အချိန်တွေကဝါမျိုးနေကြတယ်။အချိန်တွေကိုအချီးနီးအကျိုးမဲ့မကုံဆုံးပါစေနဲ့တဲ့။လောကမှာအချိန်ဟာတန်ဖိုးအရှိဆုံးအရာလို့သိမြင်ထားကြရမယ်။ကုသိုလ်ဥစ္စာကြာခန့်သာ၍ ပညာတကူတမျိုးမျိုးမှအကျိုးမထွက်ထိုနေ့အတွက်တက်တက်ဝမ်းနည်းပဲတဲ့အချိန်တွေသာကုန်သွားတယ်ကုသိုလ်လည်းမရဥစ္စာလည်းမဝင်ပညာလည်းမတက်ဆိုရင်အဲ့ဒီအချိန်တွေအတွက်အလွန်ဝမ်းနည်းပဲကောင်းတယ်ဒါကြောင့်အတူချုပ်ကြပါစို့ဆိုရင်ကိုယ်စိတ်တွေပူပန်ဆင်းရဲပြီးတော့ငြိမ်းအေးတဲ့စိတ်လေးမပျက်စီးဖို့အတွေးတွေကိုတတိနဲ့ထိန်းချုပ်ပါ ကိုကိုခန္ဓာလေးကျမ်းမာရေးတွေဖောက်ပြန်ပြီးတော့မပြည့်စည်ဖို့အစာအပေါက်တွေကိုတတိပညာနဲ့ထိန်ချောင်းစားတော့ပါကိုယ့်ရဲ့သိခါတရားတွေမပြည့်စည်ဖို့ကိုယ့်ရဲ့ပြောဆိုနေထိုင်မှုတွေကိုတတိပညာနဲ့ထိန်ချောင်းပါကိုယ့်ရဲ့ကိုခြင်းတရားတွေမပြည့်စည်စေဖို့ကိုယ့်ရဲ့အမြင်အကြားတွေအတွေ့အထိအာယုံတွေပေါ်ကိုချစ်ချင်းမုန်းရင်းလိုခြင်းမလိုခြင်းတွေမဖြစ်ပေါ်အောင်တတိပညာနဲ့ထိန်ချောင်းပါ ကိုယ့်ရဲ့ဘဝမပြည့်စည်ဖို့မကြရှုံးဖို့ကိုယ့်ရဲ့အချိန်တွေကိုဖြုတ်မပြစ်မိပါစေနဲ့အချိန်တိုင်းအချိန်တိုင်းအသုံးချနေမှုကိုတတိပညာနဲ့ထိန်းချောင်းပါအာလုံးအာလုံးစိတ်ချမ်းသာကိုကြားမှာစွာနဲ့သိခါရှိရှိ ကိုကျင်တရားကောင်းကောင်းနဲ့ဘဝကိုအောင်မြင်နိုင်သူများဖြစ်ကြပါစေ။